နေမှာဘယ်အသီးတွေကိုတော့စတင်ပြီးတော့ဘယ်အသီးတွေကိုတော့သတိထားပြီးတော့ရှောင်ပြီးတော့စတင်လဲ Hello ရနာနေပြန်ရေးသူလိုက်ပါတယ်ဒီနေ့မှာတော့ကိုရီးယားတို့ဒီစီယိုသူတို့ရှိနေခဲ့ရင်ဒါမှဒီဝမ်ချုံနေရင်ဒါမှဒီဝေးကြအခြင်းနဲ့တို့တို့ဒီအသားရေလှဖို့အတွက်နဲ့ပေါ့နော်ဒီညံကောင်းဖို့အတွက်ဘလိုအသီးမျိုးတွေကိုစားပေးတယ်လဲဘလိုအသီးမျိုးတွေကိုတော့တို့ဒီ short ပြီးတော့ရှောင်ပြီးတော့စားတယ်လဲဆိုတာတွေကိုအချိန်တစ်ခုချင်းစီရဲ့ live ရှင်းပြပေးတော့မှာပဲဖြစ်ပါတယ်ဗျာ โอเคအရင်ဥဆုံးနေတယ်ဒီစိရိုယောဂရှိနေပြီဆိုရင်ဒီစားတင်တာနေနဲ့ရှောင်းတင်တဲ့အတီးတွေအားနေစားပြီးကြည့်ရအောင်ဗျာစိရိုယောဂဆိုတာကသူတင်တခြားတဲ့များနေအတွေ့အကြုံပေါ့နော်ဒီရမ်းချိုတဲ့အတီးတွေဖြစ်တဲ့တရေတီစပြေတီဖရေတီငပြောစီစားတွေရှောင်းပြီးစားပြီးတင်ပါတယ်အဲ့ဒီစားချိုတဲ့အနေနဲ့ပေါ့နော်တို့ဒီ berry တီတို့မလကာတီတို့ပြီးတော့ဒီပန်းတီတို့တော့ဒီအခွန်ရောပေါ့နော်စားတဲ့အတီးတွေစားပြီးတင်ပါတယ်ဗျာဘာလို့ဒီနေသူတို့ရောအနေနဲ့ပတ်သက်ပြီးတော့စပြေရောကြည့်လိုက်ရအောင်ဗျာတို့ဒီလိုကိုက ဒီသူတို့ရှိရဲဆိုရင်တော့ဗောနော်ဒီခနာကိုတဲ့မှာဆိုရီယန်နဲ့ပိုတဲ့စီယန်တက်ကိုထိညင်ပေးပြီးတော့ဒီခနာကိုတဲ့ကဒီသွေးကြောတွေဗောနော်ဒီတရောင်သက်တာဖြစ်စီတဲ့ဘလက်ဖြစ်စီတဲ့အတီးဖြစ်တဲ့ကျွန်တော်တို့ဒီငပြောဒီတလဲဒီထောပတ်ဒီစားတွေစားပြီးတင်ပါတယ်ကြာကြာခံအောင်ဗောနော်ဒီဆေးသူကူးနဲ့တရားတဲ့အတီးမျိုးတွေဒီငန်နဲ့အတီးမျိုးတွေကိုတော့ရှောင်ပေးတင်ပါတယ်ဗျာဒီငန်နဲ့အတီးတွေဆိုတာကဒီခနာကိုတွင်းမှာဗောနော်ဒီဆိုရီယန်တက် စားတက်ဗောဒီဆိုရီယန်တက်ကိုများလီပြီးတော့သွေးတို့တာဟုတ်ပို့ပြောဆို ပေးနိုင်ပါတယ်เนาะတတိယတစ်ခုအနေနဲ့ကိုဝါတရလို့ဝမ်းချုပ်နေရဆိုရင်เนาะဝမ်းကောင်းကောင်းသွားရအောင်ဒီအမြင့်တန်းများတဲ့အသီးတွေကိုများစားပေးပါအဲဘလို့သီးလဲဆိုတော့တို့ဒီတင်မောသီးကီဝီဒီစားတဲ့အသီးဖြစ်ပါတယ်အဲနောက်တစ်ခုအနေနဲ့ကိုဝါတရလို့ဒီဝိတ်ချနေတဲ့သူဝိတ်ချခြင်းနဲ့သူဆိုရင်เนาะဒီအချိုတန်းနေပြီးတော့ပေါ့เนาะအမြင့်တန်းဒီပါတဲ့အသီးတွေကိုများစားပေးပါเนาะဥပမာအနေနဲ့ဆိုရင်เนาะတို့ဒီပန်းသီးရှောက်သီးကီဝီသီးဘယ်ရီသီးစားတာတွေပေါ့ ။ဒါတော့ဒီကယ်လိုရီများပြီးတော့ချိုးတဲ့အသီးတွေဖြစ်တဲ့တရေသီးတို့၊ပျော်သီးတို့စားရည်တို့တော့ဒီ show ပြီးတော့စားပေးတင်ပါရဲ့ဗျ။နောက်တစ်ခုအနေနဲ့ကတော့အသားရည်ကောင်းဖို့အတွက်ဗာအသီးရည်စားပေးတင်တယ်ဆိုတာပေါ့။အဲ့တော့ဒီအသီးတော်တော်များများကတော့ဒီအသားအေးချမ်းမာရေးတွဲကောင်းစီတာဟိုအားလုံးသိကြမှာပါအဲ့ဒီထဲမှာပေါ့နော်ဒီအသားအေးတွဲလိုအပ်တဲ့ဗီတာမင် A C E တွေကြောရတာအပါအဝင်ပြီးတော့အန်တီအောက်ဆီဒန့်အရှင်ရှိတယ်ဒီလိမ္မော်သီးရှောက်သီး ကီဝီသည်ထောပတ်သည်တင်မောသည်စားလေသည်တွေကိုတော့အဓိကစားသုံးပေးဖို့လိုအပ်ပါတယ်နော်။ ဟောတော့ခုကတော့မညံကောင်းဖို့အတွက်နဲ့အုံနာအတွက်ထောက်ဖို့ပြတဲ့အသေးအကြောင်းပဲဖြစ်ပါတယ်။ Nano Cyan နေဆိုတဲ့ pigment ပါပြီးတော့ဒီအုံနာဆဲစီပျက်စီးတာကိုကာဝယ်ပေးတယ်။ Blueberry တီးနဲ့ DNA oxidant အရှင်ရှိတဲ့ဒီတလေတီးပေါ့နော်စားတဲ့အသေးတွေကိုစားပေးခြင်းအားဖြင့်အုံနာအတွက်ထောက်ဖို့ဖြစ်စေပါတယ်ဗျ။အကယ်ခုဆိုရင်တော့ကျွန်တော်တို့ဒီဘလိုယောဂအခြေအနေမှာဘလိုအသီးမျိုးတွေတော့စားပေးသင့်လဲဘလိုအသီးမျိုးတွေကိုတော့ရှော့ပြီးတော့ရှောင်ပြီးတော့စားသင့်လဲဆိုတာတွေကိုသိချာထားရသွားပြီလို့ယုံကြည်ပါတယ်။အခုဗီဒီယိုကနေအသေးအတွက်ရိုးရိုးသုံးတွေရာရှားသွားခဲ့တယ်ဆို ဆိုရင်တခြားသူတွေလည်းទីသွားအောင်ဆက်သွားပေးပါအောင်เนาะဒီနေ့တော့လောက်ပါပဲနောက်နေ့မှာလည်းပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေတို့တင်လာကြပါမယ်เนาะ